Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုချိုတီဗီဝန် channel နေရောကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်ပေးမှာကြတော့ Ecoda application ကိုသုံးပြီးလို့ရှိရင်ကျွန်တော်တို့ online မှာဘယ်လိုမျိုးလေးလက်မှတ်ကို booking လုပ်မလဲဆိုတာပဲဖြစ်ပါတယ် Ecoda application ကိုကျွန်တော်တို့ web Play Store ကနေပြီးတော့ download ဆွဲပြီးလို့ဖြစ်စေ website ကနေဖြစ်စေကျွန်တော်တို့လေးလက်မှတ်ကိုသွားဝင်လို့ရပါတယ်အခုကကျွန်တော်ကကြတော့ Play Store ကို download ဆွဲပြီးဖြစ်တဲ့အတွက် Ecoda application ကိုဝင်လိုက်ပါမယ် application နဲ့ရလို့ရှိရင်သူကကြတော့လေးလက်မှတ်ရဲ့ hotel ရဲ့ဝယ်တဲ့ဟာတွေရှိပါတယ်ဒီနေရာမှာကျွန်တော် flight ပဲယူလိုက်ပါမယ် flight ကိုနှိပ်ပြီးလို့ရှိရင် one way နဲ့ round trip ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဒီနေရာမှာကျွန်တော် one way ပဲဝယ်ပါမယ်အပေါ်မှာရှိတဲ့ဟာကြတော့ကျွန်တော်ဘယ် location နေပြီးသွားမယ်ဆိုတော့ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ renown နေပြီးတော့သွားမှာဖြစ်တဲ့တဲ့ R A N O N G renown ဆိုပြီးလိုက် location ကိုကျွန်တော်ရိုက်ထည့်လိုက်ပါမယ်ဒီနေရာမှာ renown မှာရှိတဲ့ လေလေရင်ခွင်းကို ပေါ်လာမှာဖြစ်ပါတယ်ဒီ renown ထိုင်နှံကိုယူလိုက်ပါမယ်ဒုတိယတစ်ခုကကြတော့သွားသွားမဲ့နေရာပဲဖြစ်ပါတယ်ကျွန်တော်သွားမဲ့နေရာကြတော့ဘန်ကောက်ဖြစ်တဲ့အတွက်ဘန်ကောက်ကိုရိုက်ထည့်လိုက်ပါမယ်ဘန်ကောက်ကိုရိုက်ထည့်ပြီးရှာလို့ရှိရင်ဘန်ကောက်မှာရှိတဲ့လေရင်ခွင်းတွေအကုန်လုံးပေါ်လာပါတယ်ဒီနေရာမှာ all airport ဆိုတာပဲနှိမ့်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီမှာကြတော့ကျွန်တော်သွားမဲ့နေ့ကိုဒီပြက်ကက်တွေထဲမှာကိုသွားချင်တဲ့နေ့ကိုကျွန်တော်တို့ရိုက်ထည့်ပြီးတော့ ရွေးလို့ရပါတယ်ကျွန်တော်ကကြတော့16ရက်နေ့နိုဝင်ဘာဆိုတော့ရွေးပြီးလို့ရှိရင် continue ကိုနှိပ်လိုက်ပါမယ်နောက်တစ်ခုကကြတော့ passenger ကိုတစ်ယောက်နှစ်ယောက်ရွေးလို့ရပါတယ်ဒီနေရာမှာတစ်ယောက်ပဲရွေးပါတယ်ပြီးလို့ရှိရင် search ကိုနှိပ်ပါမယ်ခုဆိုလို့ရှိရင် application နေပြီးတော့ renown တွေတော့ bangkok သွားတဲ့ layin flight တွေကိုရှာဖွေပေးနေတာဖြစ်ပါတယ်အဲဒီ layin flight ရောတော့နှစ် flight ရှိပါတယ်18 20 minute flight နဲ့9နာရီနဲ့25 minute ဆိုတဲ့နှစ် flight ဖြစ်ပါတယ်နှစ် flight ဆိုတော့ကြတော့ bangkok dongmong ဆိုတဲ့ dmk ဆိုတဲ့ dongmong သွားမှာဖြစ်ပါတယ်နှစ် flight ဆိုလို့က955ဘက်ကြာသိမှာဖြစ်ပါတယ်အဲဒီထဲမှာ925ကိုနှိပ်ပြီးတော့ကျွန်တော်ကကြတော့ select လုပ်လိုက်တာဖြစ်ပါတယ်925 flight ကိုရွေးလဲလို့ရှိရင်ဒီလိုမျိုး contact detail ဆိုတဲ့နေရာမှာဖောင်ပြပေးရမှာဖြစ်ပါတယ်ဆက်သွယ်ရမယ့်လူရဲ့တောင်းမယ့်နေရာမှာ ဆက်သွယ်ရမယ့်လူနောင်မယ်မှာ passport ထဲရှိတဲ့အတိုင်းကျွန်တော်တို့နောင်မယ်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ first name ကိုဖြည့်ပြီးလို့ရှိရင် last name ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင် email ဆိုတဲ့နေရာမှာလင်ရင်လက်မှတ်ကိုလက်ခံမဲ့ email လိပ်စာဖြစ်တဲ့အတွက်မိမိရဲ့ email လိပ်စာကိုတေချာအောင်တက်ပေးရမှာဖြစ်ပါတယ်။ email country or resident နေရာမှာကျွန်တော်တော့ထိုင်းမှာနေတဲ့အတွက် Thailand ဆိုပြီးတော့ရိုက်တက်လိုက်ရမှာဖြစ်ပါတယ်။ ိုင်းလန်ပြီးလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ကြတော့လဲ country code ဟာထိုင်းလန်ထိုင်းဖုန်းဖြစ်နေတဲ့အတွက်ကျွန်တော်ထိုင်းလန်ပဲရိုက်ထည့်ပြီးလို့ရှိရင်ဖုန်းနံပါတ်ရဲ့ country code ကိုရေးပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဖုန်းနံပါတ်ကျွန်တော်ဖုန်းနံပါတ်ကိုရေးထည့်လိုက်ပါတယ်ပြီးလို့ရှိရင်သွားမဲ့ passenger ရဲ့နာမည်ကိုသွားမဲ့ passenger ကကျွန်တော်မှာကြတော့ female မိမဖြစ်တဲ့အတွက် female ကို ရွေးလိုက်ပါတယ်ပြီးလို့ရှိရင် passport CIM မှာရှိတယ်နောက်မဲ့အတိုင်းပဲကျွန်တော်ဒီ DA first and middle နေတန်းမှာသုံးလုံးရှိလို့ရှိရင်အရှိန်နှလုံးကိုရေးပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် last name နေရာမှာကျွန်တော်တို့ CIM မှာရှိတယ်နောက်ဆုံး last name ကိုကျွန်တော်ရေးထည့်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် date of birth ကျွန်တော်တို့ရဲ့မွေးသစ် click ကိုကျွန်တော်တို့ CIM မှာရှိတဲ့မွေးသစ် click အတိုင်းကိုထည့်ပေးရမှာဖြစ်ပါတယ် nationality မှာကြတော့ကျွန်တော်ကြတော့ဗမာနိုင်ငံသားဖြစ်တဲ့အတွက်မြန်မာကိုရေးထည့်ပေးရမှာဖြစ်ပါတယ် ပြီးလို့ရှိရင်အောက်ကိုဆက်ဆွဲပြီးတော့ဆက်ဆက်ကြည့်လဲလို့ရှိရင်ကျွန်တော်တို့ဟိုကီလိုချေဟာ9ကီလိုပဲရပါတယ်အဲ့မှာထပ်ယူမယ်ဆိုလို့ရှိရင် at best ဆိုတာလေးကိုနှိပ်ပြီးတော့ကီလို20ထပ်ဝင်လို့ရပါတယ်ကျွန်တော်တော့မဝယ်တော့ပါဘူးနောက်တစ်ခုကကြတော့ seat selection ဆိုတာလည်းဆိုပြီးတော့ကျွန်တော်တို့လေရင်ပေါ်မှာရှိတဲ့ထိုင်ခုံနေရာကိုရွေးတဲ့ဟာပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာလေရင်တိုင်ခုံရွေးမယ်ဆိုလို့ရှိရင် choose seat ဆိုတော့ရိုက်ထည့်ပြီးလို့ရှိရင်လေရင်နေလေရင်ထိုင်ခုံနေရာကိုကိုယ်တိုင်ကောင်ကြောက်ဝင်ရွေးလို့ရပါရပါတယ်ကျွန်တော်တော့ back ဆုပ်ပြီးပြန်ထွက်လိုက်ပါမယ် ပြီးလို့ရှိရင်အောက်ကိုဆက်ဆက်ဆင်းကြည့်ပါမယ်အောက်မှာကြတော့ upgrade your support level support level ဆိုတဲ့ဒီကျွန်တော်တို့ရဲ့ premier တို့ basic ဆို plus ဆိုတဲ့သူရဲ့လေချောင်းလိုင်းနေပြီးတော့ပေးတဲ့ service တွေရှိပါတယ်အဲ service တွေကိုကျွန်တော်မယူဘူးဆိုတဲ့ခါကျတော့ basic 0ကိုနှိပ်ပါမယ်နေပြီးတော့ဆက်ဆွဲပြီးတော့အောက်ကိုဆင်းကြည့်လိုက်ပါမယ်။အောက်ရောက်သွားလို့ရှိရင်ကျွန်တော်တို့ဒီမှာသူက insure insurance ထပ်ရောက်ပါတယ်အဲ့မှာ insurance က230ဖြစ်ပါတယ်ဒါ230လဲကျွန်တော်မဝယ်ဘူးဆိုတဲ့ခါကျတော့အောက်ကိုဆက်ဆင်းပါတယ်ပြီးလို့ရှိရင်ဒီမှာ zero back နဲ့ဘေးမှာရှိတဲ့အဝိုင်းလေးကိုရွေးပါတယ် zero back ကိုရွေးပါတယ်ပြီးလို့ရှိရင်ကျွန်တော်ခဏလေးစောက်ပြီးလို့ရှိရင် continue ကိုနှိပ်ပါမယ်အခုဆိုလို့ရှိရင်လင်းလက်မှတ်ကျတော့6ရောက်ကျော်ဖြစ်ပြီးတော့ဒီမှာလဲသူက server package ကိုထပ်ပေးပါတယ်အဲဒီမှာ no thanks ဆိုပဲထပ်ရွေးပါမယ်ဒီမှာလဲကျွန်တော် no thanks ဆိုရွေးပါတယ် no thanks ရွေးပြီးလို့ရှိရင် continue နှိပ်ပါမယ် continue နှိပ်လဲလို့ရှိရင်ဒီမှာကျွန်တော်ပတ်စံပေးရမယ့်ဟာပေါ်လာပြီးပါတယ်အဲဒီမှာကြတော့ server fee နဲ့ဗာနဲ့ပေါင်းလို့ရှိရင်682ဗာနဲ့52ပြားဖြစ်တယ်ဖြစ်ပါတယ်အဲဒီမှာသူကကြတော့ကျွန်တော်ရဲ့လေလက်မှတ်ကိုပို့ပေးမဲ့ gmail ရဲ့ လင်းလက်မှတ်ဝယ်တဲ့ contact ချက်ဒီထေးနံပါတ်ရဲ့ passenger နာမည်ရဲ့ကိုသူကဒီမှာမှန်မှန်တိုက်စစ်ဖို့အတွက်ဖော်ပြပေးနေတာဖြစ်ပါတယ်နောက်တစ်ခုအောက်ဆက်ဆက်ကြားလိုက်လို့ရှိရင်ကျွန်တော်တို့ပတ်စံကို online banking နဲ့ဘယ်လိုရှင်းမလဲဆိုတာကို choice ပေးထားတာဖြစ်ပါတယ်ဒီမှာကြတော့ကျွန်တော်ကကြတော့ online banking ပဲသုံးမလားကျူအောင်ပေးမယ်မသုံးမလားဆိုတာကိုတစ်ချက်ကြည့်လိုက်ပါမယ် online payment မှာကျွန်တော်တို့ credit card နဲ့ပေးလို့ရတယ်၊ QR payment နဲ့ပေးလို့ရတယ် True Money Wallet နဲ့လည်းပေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင် Online Banking နဲ့လည်းပေးလို့ရပါတယ် Online Banking ဆိုတဲ့နေရာမှာ K+ ရယ် SCB ရယ် KTB ရယ် KMA ရယ်ဟိုဘန်တော်တော်များများကိုသူကလက်ခံပေးပါတယ်ဒါပေမဲ့ကျွန်တော်ကကြတော့ QR ပေးမဲပဲသုံးမယ်ဆိုလို့ရှိရင်အပေါ်ကိုပြန်တက်ပြီးတော့ QR ပေးမဲဆိုတဲ့နဘေးမှာရှိတဲ့အကွက်လေးကိုပဲယူလိုက်ပါမယ် QR ပေးမဲကိုနှိမ့်လိုက်လို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်ကတော့ pay pay now ဆိုတာကိုထပ်နှိပ်ပါမယ် ပင်နောင်ကိုနှိနှိလိုက်ပါမယ်ပင်နောင်နှိလိုက်လို့ရှိရင်ခဏလေးစောက်လို့ရှိရင်သူကတော့ကျူအကုတ်တစ်ခုကြားလာမှာဖြစ်ပါတယ်အဲ့ကျူအကုတ်ကြားလာတဲ့ကျူအကုတ်ကို save ကျူအကုတ် image ဆိုပြီးတော့ကျွန်တော်ဖုန်းထဲမှာ save လုပ်လိုက်ပါမယ်ကျူအကုတ်ကိုကျွန်တော်ကကြတော့ kben နဲ့ပေးမှဖြစ်တဲ့အတွက် k plus ကိုဖွင့်လိုက်ပါမယ် k plus တဲ့ရောက်လို့ရှိရင် k plus နေပြီးတော့အစာရှိတဲ့ကျူအကိုစကန်ဖတ်မှာဖြစ်တဲ့အတွက်စကန်လေးကိုနှိပ်ပါမယ်ပြီးလို့ရှိရင်ဒီလိုစကန်ပေါ်လာတဲ့နေရာမှာ gallery ကိုရွေးပါမယ် ဂရိုက်ထဲရောက်လို့ရှိရင်ဂရိုက်ထဲရောက်လို့ရှိရင်ပထမ save လုပ်ထားတဲ့ QR code ကိုသွားနှိပ်ပါမယ်ပြီးလို့ရှိရင် next ကိုနှိပ်ပါမယ်နောက်တစ်ချိန်ကျွန်တော် payment ငွေ amount မှန်ပြီဆိုလို့ရှိရင် next ကိုထပ်နှိပ်ပါမယ် next ကိုနှိပ်ပြီးလို့ရှိရင်တခါ confirm ကိုလုပ်ပါမယ်အဲ confirm လုပ်တဲ့ချိန်မှာဆိုလို့ရှိရင် K plus နေပြီးတော့ကျွန်တော်တို့ banking သုံးတဲ့ပုံစံတိုင်းပါပဲကဏ္ဍ6လုံးကိုကျွန်တော် password 6လုံးနှိပ်ပါမယ် ပြီးလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော်ငွေလွှဲပေးလိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်အဲ့ဒီငွေလွှဲပေးလိုက်တာအောင်မြင်ပြီးလို့ရှိရင်အစား application နဲ့ပြန်ဝင်ပါမယ်အစား application မှာဒီလိုမျိုးပေါ်နေတာတွေ့ရမှာဖြစ်ပါတယ် confirming payment ဆိုတော့ပေါ်နေတာတွေ့ပါမယ်အခုကြတော့ you are processing your five booking ဆိုပြီးတော့ကျွန်တော် booking id number ပေါ်လာပြီဖြစ်ပါတယ်အဲ့ဒီ booking booking id number ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ email တဲ့ကိုအစားထက်ဒါတဲ့ email တဲ့ကို तू က email ပို့လာပြီဖြစ်ပါတယ်အဲ့ဒီ အစားဖောင်ထဲမှာဖြည့်ထားတဲ့ email တွေကိုခုဆိုလို့ရှိရင် PDF file နေနဲ့ကျွန်တော်ကျွန်တော်လက်မှတ်ဖြတ်ထားတဲ့လေးလက်မှတ်ကို PDF file ဖြစ်နေပို့လာပြီဖြစ်ပါတယ် email တွေကိုဖြည့်ကြည့်ပြီးလို့ရှိရင်အောက်ဆုံးဆွဲချလိုက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာ PDF file နှစ်ခုတွေ့ပါမယ် PDF file နှစ်ခုကို download ဆွဲလိုက်ပါ download ဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့ဖုန်းထဲမှာအခုဆိုလို့ရှိရင်လေလက်မှတ်ဝယ်ထားတဲ့ file PDF file ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲမှာသွားစစ်ပြီးဖြစ်သွားပါပြီ ဒီတက်မှာ myfi တက်ဝင်ပြီးလို့ရှိရင် download တက်ပြန်ဝင်ကြည့်လိုက်လို့ရှိရင် pocket id ဆိုတဲ့ pdf file ကိုကျွန်တော်ဖုန်းထဲကိုရောင်းနေပြီဖြစ်ပါတယ်ဒီမှာကျွန်တော် pdf file ကိုပြန်ဖွင့်ပြပါမယ်အဲ့ဒီ pdf file ကိုဖွင့်ကြည့်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ဒီ pdf file ကိုကျွန်တော်တို့ဖုန်းထဲမှာတင်သွားပြီးလို့ရှိရင်လေယာဉ်ကွင်းရောက်လို့ရှိရင်အဲ့ဒီလေယာဉ်ကွင်းမှာဒီလက်မှတ်ကိုကျွန်တော်တို့ဒီ pdf file ကိုတွားပြလိုက်ရုံနဲ့ကျွန် လေရင်ပေါ်ကိုတက်ခွင့်ရမှာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ခုလိုမျိုးကျွန်တော်တို့ဖုန်းနဲ့ပုံပြီးတော့လေလက်မှတ်ဝယ်တဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ဒီနေ့လုပ်ပေးလိုက်တာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ